င်္ဂလာပါခင်ဗျာ Strap Free Zone Channel လေးကနေကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဇလံလေးကတော့စာရေးဆရာမင်းဝေဟင်ရဲ့မောင်ထုမျိုးကတကူးကြီးကအားလဲဖွင့်ကြီးဆိုတဲ့ဝတ္ထုတိုစုစာအုပ်ထဲကပုံတိုင်းတဲကမြို့ဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပုံတိုင်းတဲကမြို့ဒီမျိုးကလေးရဲ့ပြိတ္တအားလုံးစိတ်ဝင်စားဒီမျိုးကလေးရဲ့ပြိတ္တအားလုံးစိတ်ဝင်စားနေကြတဲ့မျိုးကလေးမှာမနေ့ကဖြစ်ခဲ့တဲ့ရုံးတဲ့အမှုဟာ ဒီကနေ့မှာပဲတရက်လိုဘက်ကလက်မှတ်ထိုးပြီးအမှုကိုတီကနေဖြတ်ချလိုက်တော့လူတွေအားလုံးဟာဟာဟင်းဆိုတဲ့အာမေနိတ်တံမျိုးစုံနဲ့အတူအံ့ဩမှုများစွာကြောင့်ဗစက်ကလေးတွေဟာကောင်ကြတယ်။ဘာလျှောက်လဲ။ဘလို့ဖြစ်တာလဲ။မိကုံးတွေနဲ့အတူမျိုးကလေးရဲ့ပြိတ္တတွေဟာပင့်တက်ကုန်တာ။အမှုတစ်ခုရဲ့အဆုံးသတ်ဟာနာကျင်ခြင်းခြေခွဲခြင်းစိတ်ထိခိုက်ခြင်းဆိုးကျိုးများစွာဒါမှမဟုတ်ပျော်ရွှင်ခြင်းဝမ်းသာခြင်း ကျင့်နေချင်းစားတဲ့စိုးကျိုးများစွာရဲ့စန့်ကျင်ဘက်ခံစားချက်မျိုးစုံဟာတစ်ခုမဟုတ်တစ်ခုရောထွေပြတ်သိပ်စွာရှိနေကြရှိနေတတ်ကြသမည်မဟုတ်လားအခုကြတော့တစုံတရာကိုကြိုတွေးထားတဲ့ပြိသက်တွေရဲ့အတွေးမျိုးစုံဟာမှပြောပင်ပြို့ကိုမခက်ရဓာတ်တလက်နဲ့ပိုင်းဖြတ်ချလိုက်တယ်လို့တိကနေပြတ်တောက်သွားတော့ပြိသက်ဟာအားမလို့အားမရတွေဖြစ်ကုန်ကြတယ်မချစ်မရဲတွေဖြစ်ကုန်ကြတယ်ပြဿနာတစ်ခုရဲ့နောက်ဆက်တွဲတွေမှာအမြဲတမ်းအဖြစ်တစ်ခုမလှမပရှိနေတတ်ကြတာဟာတမတ္တာဆိုတော့ အခုလိုတည်ခနေပြတ်သွားတဲ့တက်တနာရီရဲ့နောက်မှာမြို့ကလေးရဲ့ပြိတက်တွေအာယုံမှာအတွေးများစွာနဲ့ရှုပ်ထွေးနေတယ်။ပြီးတော့အဲ့ဒီပြတ်တောက်သွားတဲ့အမှုရဲ့နောက်ဆက်တွဲမှာထုံးစံတိုင်းကောလဟာလာတွေလည်းဟိုတစ်ခွက်ဒီတစ်ခွက်နဲ့မြို့ကလေးရဲ့ဝန်းကျင်မှာအကွက်လိုက်စွန်ထင်းကျန်ရင်းနေခဲ့တယ်။မြို့နယ်စေယုံအုပ်ဆရာဝန်ကြီးကိုလူနာမျိုးသမီးရဲ့ယောက်ျားကဆရာဝန်ကြီးရောင်းလဲနေတော့နောက်ကျောကိုဓာတ်နဲ့ခုတ်လို့တဲ့။ဟဲ့သူစမ်းလာကြလား။ဟုတ်ရောဟုတ်ရဲ့လား။ဟုတ်တမဟုတ်ဟုတ်ဟုတ်နေတော့မြည်နေသေးတယ်။ တရက်ခန့်ကိုယ်တိုင်ကအခုရဲစခန်းမှာဖမ်းသွားခံလိုက်မြို့ကလေးရဲ့ရက်ွက်လေးတစ်ခုထဲမှာစကားတံတွေနဲ့ရှန်ထွက်နေတယ်စကားတံတွေရဲ့အဆုံးမှာချက်ချင်းယုံကြည်လိုက်ကြတဲ့လူစုရဲ့ဟုတ်မဟုတ်ရဲ့လားဆိုတဲ့တန်ရရမျက်ဝန်းနဲ့လူစုရဲ့မဖြစ်နိုင်ပါဘူးဆိုတဲ့အတွေးနဲ့တည်င်းကိုလုံးဝလက်မခံတဲ့လူစုရဲ့ဆိုပြီးသုံးစုခွဲနေတယ်ဒါပေမဲ့မဖြစ်နိုင်ပါဘူးဆိုတဲ့လူစုကတော့အတော်နည်းနည်းရေပါတည်င်းတပုတ်ရပြီဆိုရင်ဟုတ်တော်ရှိမဟုတ်တော်ရှိပြောသူနဲ့နားထောင်သူ ဗဇက်ပေါက်နဲ့နဟာတို့ရဲ့၃ခုလောက်အပြောင်းလဲမှာဘာသတင်းမဆိုချက်ချင်းတော့တိချသွားတတ်ကြတာထုံးစံလေအခုလည်းထွက်လာတဲ့သတင်းဟာနားထောင်သူ၃ယောက်လောက်ကြားမှာအတိတရင်တဲ့ပုတ်တော့ဖြစ်သွားတယ်။တရခန်ကတရပင်ရွာစုကားတယ်။ကောင်လေးကခတ်ငင်ငယ်လေးရှိလာတက်ဆဲပေါ့။စီးရုံမှာသူ့မိမခလေးမွေးတယ်ပြောတာပဲ။ညာကပဲသူ့မိမကခလေးမမွေးနိုင်လို့ဆုံးသွားတယ်။ဒီမနေ့ဆရာဝန်ကြီးရဲ့နောက်ကျောကိုသူကဓာတ်နဲ့ခုတ်တယ်။အဖြစ်ကဓာတ်ပဲ။တိတိကျကျထွက်လာတဲ့သတင်းဟာ အမှန်လားအမှားလားဒီဟာဖြစ်เสียရှိပေမဲ့တိတော့တိကြတယ်ပြီးတော့လမ်းထိပ်ဆိုင်ကားကိတ်ကရောက်လာတဲ့တည်င်းအရက်ကလှဲ့ပြီးဘိမ့်မုတ်ရောင်းတဲ့မိန်းမကြီးတယောက်ရဲ့တည်င်းဈေးထဲမှာမနက်ခင်းကလေးကရှန့်ထွက်နေတဲ့တည်င်း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 တို့ဟာတည်င်းပြောသူရဲ့တင်ပြပုံကွဲလဲမှုကြောင့်အနှဲငယ်လွဲချော်မှုလေးတွေရှိပေမဲ့တည်င်းကောင်းစဉ်အားလုံးဟာထတ်တူနီးပါးဖြစ်နေတယ်ဒါဆိုမြို့နယ်ဆရာဝန်ကြီးရဲ့ဓာတ်နဲ့အခုတ်ခံလိုက်ရတာကတော့တိတ်ချသွားပြီပေါ့နောက် စိတ်ဝင်စားစရာကောင်းတာတစ်ခုကတရက်ခံကသူကိုယ်တိုင်ရဲစခန်းမှာသွားပြီးအဖမ်းခံလိုက်တယ်ဆိုတဲ့သတင်းပဲဒီသတင်းကတိကျလားမတိကျလားသိဖို့ကတော့ရဲစခန်းဘက်သွားပြီးစုံစမ်းဖို့ပဲရှိတော့တာပေါ့တူတူဆန်းဆန်းဖြစ်ရက်ကလေးတစ်ခုရရင်ထမင်းချက်ထမင်းချက်ပြုတ်စားတော့ဖို့တောင်မေးသွားပြီးဖြစ်တဲ့ရက်ွက်လေးတွေကလူအချို့ဟာကိုယ်တိုင်ကိုကြသတင်းသွားယူဖို့ခြေလန်းနေပြင်ကြတယ်အဲ့ဒီနောက်ဆုံးမှာထွက်လာတဲ့သတင်းကတော့တရက်ခံကသူ့ရဲ့ပြစ်ချက်အတွက်သူကိုယ်တိုင်တရားရုံးမှာစစ်ဆေးခံအောင်မယ်ဆိုတဲ့သတင်းပဲ တရက်လိုကလုံရမဲ့အလုပ်တွေကတရက်ခံကသူကိုယ်တိုင်လုပ်တယ်လို့ဖြစ်နေတဲ့အထက်ပါတည်င်းရဲ့နောက်ွယ်မှာတူးဆမှုတွေရှိနေတာလဲအမှန်ပဲဘာပဲပြောပြောအတန်ဆာဆာတွေရဲ့အောက်မှာလှုပ်လှုပ်ရွရွခြေလှမ်းတွေရဲ့အောက်ကောလာဟာလာလာအတီလားမသိတဲ့တည်င်းစကားတွေရဲ့နောက်မှာကြုံထောက်ကြုံခဲဖြစ်စဉ်တွေကြောင့်မြို့ကလေးဟာကျုပ်လုံးကြွာနေတယ်အခန်းထဲမှာလှဆောင်ဟိုတီညဝန်းတွေဝေ့ကြည့်လိုက်ပို့ဖက်အခန်းတောက်တန်တိုင်းတွေပြီးမှကညနာ9:00နှစ်ဖူးမောက်မောက်စပင်းညင်းတို့တို့နဲ့ တွားရီတကြီးကြီးကြိုက်တဲ့အိပ်ပျော်နေတဲ့လူတယောက်ကိုတွေ့တယ်။အဲ့ဒီလူကမိုးရရန်ကားမှုနဲ့တညတာချုပ်ထဲရောက်နေတဲ့သူတဲ့။ဒီဘက်လှဆောင်တဲ့မလန်မကန်းမှာရှိနေတဲ့သူကစောစောကလူနဲ့ဆန့်ကျင်ဘက်တတက်ရရအဝဲစားဥပရိယုတ်ခတ်ကောင်းကောင်းနဲ့စောင်းချောက်ထိုင်းပြီးပါဇက်ကပွားစီပွားစီညွတ်နေတယ်။ဒီလူကတော့နှလုံးထီမှုနဲ့ဒီမနဲ့လှဆောင်တဲ့ရှေ့စင်နောက်ဆက်အချုပ်ခန်းထဲကိုရောက်လာသူ။အချုပ်ခန်းထဲမှာလှဆောင်တဲ့အသူရှိနေတာကဒီနှစ်ယောက်ပါပဲ။ ရွာကြီးတရားတီမျိုးကလေးမှာအမှုဖြစ်လို့အချုပ်ခန်းထဲရောက်တင်သူဆိုတော့လေအများကြီးတော့ပဲရှိနေပါမလဲပြီးတော့တီမျိုးကလေးကရန်ကုန်နဲ့မဝေးလာဘူးဆိုပေမဲ့နေမျိုးလေးလိုပဲအမှုကင်းဆိုတာကမျိုးကလေးနဲ့အကျန်းတွင်ရှိနေတတ်တာရမှာမဟုတ်တာဗနဲ့ချင်းမြောင်မန်းမသိတဲ့တောက်ခေါက်တန်ဟာလှဆောင်ပါဇက်ကမကြည်ချမ်းစွာနဲ့ထွက်လာတယ်ချုပ်ကန်းရှိကတနက်ကင်နာတဲ့ရဲတယောက်ကလှဆောင်ရှိတန်တိုင်းနာကိုလာပြီးမင်းတောက်ခေါက်ပြန်ပြီလားလူတက်ကောင်ရဲ့ မင်းဒီတခါခောက်ရဲခောက်ကြည့်မင်းကိုတနက်နဲ့ပြစ်ထက်လိုက်ရဲကဘာပဲပြောပြောလှဆောင်ရဲ့တင်းထားတဲ့မျက်နှာကတော့တစက်ကလေးတောင်ရော့မသွားဘူးဟုတ်တယ်လှဆောင်ရဲ့ဒေါသဟာအခုတက်တည်းလဲအညွန့်တလူလူရှိနေတော့မယ်ဝဲမီတယောက်အခုဆိုရင်ဘယ်ရောက်နေပြီလဲအတွေ့ရမှာလှဆောင်ရဲ့မျက်ဝန်းတောက်ကမျက်ရည်ပူစီးကြောင်းနှစ်ခုရှန့်ကျလာတယ်လက်ဖမိုးအစုံနဲ့ခက်ချမ်းချမ်းပုတ်တုတ်လိုက်ပေမဲ့မျက်ရည်စီးကြောင်းတွေကအဆက်မပြတ်ကျနေသေးပဲအခုဝဲမီသေးပြီလေဘိုက်ကြီးနေစိလာစိနဲ့တနေ့လုံးလုံးဘိုက်နာနေပြီ နေဝင်ရီတရောချိန်ဒီအချိန်တွေကမထူးလာတဲ့အဆုံးရွာကပဲ့ကျိတ်ကလေးစိန်လုံးငှလို့ဒီမျိုးပေါ်ကိုညာတွင်းချိန်မှရောက်လာခဲ့တာလေစိတ်ယုံရောက်တဲ့အချိန်ထိလဲဘိုက်တဲကကလေးကတည်တည်ရှင်းတည်မသိပေမဲ့တဆောင်မိမဝဲမိကားတော့လူလိမ့်နေအောင်ဘိုက်နာနေတော့ပါပဲအခုချိန်မှာဘာစေးမန်းအမျိုးမိမသိကိုတဆောင်မသိပေမဲ့အနီရောင်ဝက်ဆရာမကြောက်ကစိတ်တလုံးလာထိုးသွားလို့ဝဲမိရဲ့နာကျင်မှုကအနေငယ်တော့တက်တာသွားတယ်တဆောင်တိနေတယ်ဝဲမိအချိန်နေဟာတခခုမလှုပ်ပဲမဖြစ်တော့ဘူးဆိုတာ ဝေဒနာတက်တာသွားပြီမဲ့အားငယ်စွာပြူးကြောင်ကြောင်ဖြစ်နေတဲ့ဝယ်မိမျက်ဝန်းတွေကလှဆောင်အာယုံကနေခွာပြီးမသွားတော့ဘူးစီတလုံးထုတ်လိုက်ရုံကလွဲလို့တေတဲ့အထိဝယ်မိကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူးတကယ်တော့ဝယ်မိတေတာစေးရုံရောက်တဲ့အချိန်မမီလို့တေတာမဟုတ်ဘူးစေးရုံရောက်တဲ့ငွေမမီလို့တေတာအချိန်ကြောင်းမဟုတ်ဘူးငွေကြောင်းအသက်တစ်ခုကိုငွေနဲ့ချိန်ဆက်လာရတဲ့အခါလှဆောင်လက်တဲ့လုံလောက်မှုရှိမနေတဲ့ငွေပမာဏဟာဝယ်မိရဲ့အသက်ကိုဖမ်းဆီးဆုပ်ကင်မထားနိုင်ခဲ့ဘူးအခုတော့ဝယ်မိသေးပြီလေ အဲ့ဒီအတွက်ဘယ်အရာတစုံတည်းယခုပုံမှာဝယ်မိရဲ့အသက်ကိုအာမမခံပေးနိုင်ခဲ့ဘူး။နှဆောင်ကြိုးစားခဲ့ပါသေးတယ်။လူနာကခွဲကန်းဝင်ရမှာတော့အတိအကျပဲ။ခွဲကန်းဝင်ဖို့စေဝါပစ္စည်းတို့ကုန်ကြငွေကိုတော့ရှင်စရင်အရင်ပေးတင်ထားလိမ့်မယ်။လှဆောင်ရဲ့ပိန်ကက်နေတဲ့အင်ဂျီအိတ်ကက်ကိုကြီးပြီးတန်တရားရှိစွာနဲ့ဆီယာမတ်ကဆိုလာတယ်။ဒါတွေလှဆောင်မသိဘူး။ဆေးရုံရောက်ရင်ဝဲမီအသက်ရှင်ရလိမ့်မယ်။ရွာကထွက်လာခဲ့ကရင်ဘတ်ထဲမှာယုံကြည်ချက်တွေအလုံးလောက်ပါလာခဲ့ပေမဲ့ဆေးရုံရောက်တဲ့အခါဆီယာမတ်ပြောတဲ့ငွေပမာဏအောက်မှာ နှာဆောင်ရဲ့ယုံကြည်ချက်တို့တစားစီပြုတ်ွက်ခဲ့ရပြီကျုပ်ဆရာဝန်ကြီးနဲ့တွေ့လို့ရမလားအိုးဖြစ်မလားရှင်လောက်စားရှိတာလောက်ပါရှင်လောက်ပြီးရင်ဆရာဝန်ကြီးကအဆင်သက်ဖြစ်နေလိမ့်မယ်အခုချိန်ကိုလည်းကြည့်အောင်ညနေနာရီကြောနေပြီဆရာဝန်ကြီးအိတ်နေပြီရှင်သားတွေ့လို့မဖြစ်မလားအားလုံးအဆင်သက်ဖြစ်မှာဆရာဝန်ကြီးကိုကျမတို့အကြောင်းကြားရမှာအားလုံးအဆင်သက်ဖြစ်မှာစကားတစ်ခုရဲ့အောက်မှာနောက်ဆုံးတော့ပေးဆက်လိုက်ရတာကနှာဆောင်ရဲ့မယားဝယ်မီရဲ့အသက်တစ်ချောင်းအားလုံးအဆင်သက်မဖြစ်နိုင်ခြင်းဟာနှာဆောင်ဘဝကိုချီးမွှားရိုက်ခတ်သွားပြီး ဝယ်မီရဲ့အသက်ချောင်းကပဲကျွေလင်းလွယ်တာလားလှဆောင်အတွက်အတီကျုံးမဲ့လာတဲ့မြို့ကလေးမှာလှဆောင်လူချင်းတဲ့ငွေပမာဏကိုရရှိဖို့တစိမ့်ဆန်နေခဲ့တာလားတာဝန်ရှိသူတွေကပဲပေါ့ရော့နေခဲ့တာလားလားပေါင်းများစွာနဲ့မိခိုးအောက်မှာဝယ်မီအသက်ကတော့မှုတစားလွင်တာထက်တောင်လွယ်နေလိုက်တယ်ဟာကွာအဲ့ဒီနေ့မနက်ကဝေလီဝင်လင်းဟာလှဆောင်ရဲ့တောက်ဆူတဲ့အတန်နဲ့အတူဖွင့်လက်ချင်းခံလိုက်ရတယ်အသက်ရှင်ဖို့အဆောင်ရောင်တွေအလုံးလောက်ဝင်းရံနေတဲ့ပတ်ဝန်းကျင်တစ်ခုမှာ အသက်တချောင်းမရှင်းတန်းနိုင်ခဲ့ဘူး။လှဆောင်အန်ကိုတင်းတင်းကျပ်တယ်။လက်တီးကိုစုပ်တယ်။အမားအမှန်တစ်ခုကလှဆောင်ရဲ့ရင်ကိုရောထွေးစာရိုက်ခတ်နေတယ်။လှဆောင်ရဲ့အမြင်အာရုံမှာမြင်နေရတာတွေကတေကောင်ပေါင်းလေးဖြစ်နေတဲ့ဝယ်မိရဲ့နောက်ဆုံးမျက်နှာ။တစုံတစ်ခုနဲ့မဖြစ်မနေလဲလဲရမယ်ငွေဆက်ကိုအထက်လိုက်ပြီးတော့ဒါတချောင်းတေးကြတာလှဆောင်လှမ်းခဲ့တဲ့ခြေလှမ်းတွေနောက်မှာဒေါင်သားတွေကတ်မပါနေဘူးဆိုတာပါပဲ။အဖြစ်ပြက်တစ်ခုကဘယ်ကနေဘလို့စားပြီးဖြစ်လိုက်တယ်ဆိုတာမသိပေမဲ့ တင်ကြတာကအခုချိန်မှာအဲ့ဒီအဖြစ်ပြက်ကဖြစ်ပြီးသွားပြီဆိုတာပါပဲ။ဆရာဝန်ကြီးရဲ့အာယုံဟာအတွေးပေါင်းများစွာနဲ့ရှုပ်ထွေးလို့နေတယ်။တခခုတော့အတိအကျမှားခဲ့ပြီပြီ။ဘာရင်မှားခဲ့လဲ။အဲ့ဒီအမားရဲ့နောက်မှာအဆုလိုက်ပြုံလိုက်ပိဆက်လိုက်ရတာကဂုံတိတ်ကတခုလား။မြို့နယ်ဆရာဝန်ကြီးရဲ့နောက်ကျောကိုကွေလွန်သူလူနာယောက်ျားကဓာတ်နဲ့ခုတ်လိုက်တယ်။တရင်ဟာတီမျိုးကလေးမှပိတ်လို့စို့လို့ဘလို့မှမရနိုင်တော့ဘူး။အဲ့ဒီတရင်တွေရဲ့နောက်မှာအဖြစ်ပြက်ရဲ့အရင်ခံမြို့ကလေးကတိနစ်နေလောက်ရောပေါ့။ ဆရာဝန်ကြီးပြန်ကြားတဲ့စကားတွေထဲမှာအဆိုးဆုံးကတော့တရက်ခန့်ကရဲစခန်းမှာကိုယ်တိုင်ဝန်ခံဖမ်းခံလိုက်တယ်ဆိုတဲ့တဲ့မဲဖယားတန်ရပေါ်အပေါ်ရန်ချက်ပြီးထိတာမို့မများလာပဲမဲဆယ်ချက်တိတိချုပ်ထားရတဲ့အချိန်ကြောင့်စိတ်လိုက်မှန်ပါလမ်းထားအလျှောက်မှာဆရာဝန်ကြီးရဲ့ကြောကုန်းဟာမျက်ခနဲဖြစ်သွားတယ်ဆရာဝန်ကြီးမသိခဲ့ပါဘူးဒီအဖြစ်ပြက်တွေအားလုံးပြီးဆုံးသွားတဲ့အချိန်တိဆရာဝန်ကြီးမသိလိုက်တာပါညာဦးပိုင်းမွေးလူနာတယောက်ကိုအောင်မြင်စာဘိုက်ခွဲမွေးလူအပြီးမှာစေဦးရောင်ဝင်းထဲကတိုက်ခန်းမှာပဲဆရာဝန်ကြီးရှိနေခဲ့တာ မိသားစုတွေလိုက်ပြီးမနေတဲ့ဆရာဝန်ကြီးရဲ့တိုက်ခန်းဟာမိုးရီတော်ဝော်ဝော်ရွာနေတဲ့ည၁၂နာရီရဲ့မိုးတန်တွေအောက်မှာပြပြဝဲလို့ညစာစားပြီးကလဲတိုင်းတစ်လုံးပေါ်ထိုင်ဖက်စရာရှိတဲ့စာအုပ်ကိုဖတ်ပြီးငိုင်မီးစာပြုတ်လာတဲ့အချိန်ဟာညတနာရီကျော်ပြီလေမိုးကလည်းတက်တက်မဲမဲရွာနေပြီအဲ့ဒီအချိန်မှာညက်တွေကြိုးကြိုးကျက်ကျက်ရှင်းတန်နေတဲ့တိုက်ခန်းရှိလမ်းလေးထဲမှာခြေစံတစ်ချက်ချက်ကိုစပြီးကြားလိုက်ရတယ်ဆရာဝန်ကြီးဆရာဝန်ကြီးအေးဘာလို့လဲမောင်းထက်အောင်လားဟုတ်ကဲ့ဆရာဝန်ကြီးဆရာမတော်ဆိုးဆိုးလွတ်လိုက်လို့ပါ ဝေးလူနာတယောက်ရောက်လာတဲ့အကြောင်းဒါပြီးအကြောင်းကြားတာပါအေးဒေါ်စိုးစိုးကဖုံးမဆက်ပဲနဲ့လူလွတ်လိုက်တာလားလူနာတော်တော်ရေးကြီးသလားဟေးတိုက်ခန်းရှိတန်ပန်းဝါမှာရက်နေတဲ့ဆေးရုံရထွေထွေလှုပ်သားမောင်ထက်အောင်ကိုဆရာဝန်ကြီးကအော်ပြီးပြောနေတယ်ဘိုးဆက်တီအောင်မှာမောင်ထက်အောင်လည်းခိုက်ခိုက်တုံနေတယ်လူနာကအေးဆေးပါပဲဆရာကြီးအေးမကြီးလောက်ပါဘူးထင်ပါတယ်ဆရာမကတော့လူနာရဲ့အခြေအနေကိုမပြောလိုက်ပါဘူးအေးအေးအဲ့ဒါဆိုမင်းပြန်တော့အေးကြီးရင်ဖုံးဆက်လိုက်ပါလို့ဆရာမဒေါ်စိုးစိုးကိုပြောလိုက်အော်ဟေး ခွဲစိတ်ကံဝင်ဖို့လိုအပ်ရင်ခွဲစိတ်ကံကိစ္စတွေအားလုံးလှုပ်ထားဖို့ဆရာဝန်ကြီးမှလိုက်တယ်လို့ဆရာမတော်စိုးစိုးကိုပြောထားလိုက်ကြားလားမိုးတဲထဲမှာစေးရုံဆောင်ဝန်တန်းလေးကကတုတ်ကရက်ပဲထွက်သွားတယ်မိုးကလည်းကောင်းကင်ဘော်ကနေတစုံတစ်ယောက်ကတွန်ချနေတယ်လို့တော်ဝော်ပါပဲခဏကြာတော့စာဖတ်ရင်းဆရာဝန်ကြီးငိုင်မိလာတယ်တော်စိုးစိုးစီကဆက်သွယ်လာမဲ့ဖုန်းကိုဆောင်းရင်းကလဲထိုင်ပေါ်မှာပဲဆရာဝန်ကြီးမှေ့ခင်းနဲ့အိပ်ပျော်သွားတယ်ခွဲစိတ်ကံကိစ္စတွေအားလုံးလှုပ်ထားဖို့ဆရာဝန်ကြီးကမှလိုက်တယ်ဒီစကားတကောင်းဟာ ထပ်အောင်ဆီယာမတော်ဆုစုရဲ့လှဆောင်တို့ရဲ့အကြအာယုံတွေကိုတစိမ့်ပြီးတစိမ့်ဖြတ်ပြီးလိုက်တဲ့အဆုံးမှာစကားတန်ဟာအမှုတစ်ခုအဖြစ်ပြောင်းလဲဖို့ယခုအချိန်မှာရဲစခန်းကိုရောက်သွားခဲ့ပြီအမာရင်တစ်ခုဟာလက်ခံသူရှိခြင်းမရှိခြင်းကိုဂရုမစိုက်ပဲအခြေအနေတစ်ခုကိုထိုးဖောက်ဝင်ရောက်လာတယ်ဖြစ်သားခဲ့တဲ့အဖြစ်ပြက်ခံစားရတဲ့ဝေဒနာထွက်လာတဲ့ကောလာဟာလစကားတွေရဲ့အောက်မှာဆရာဝန်ကြီးရဲ့ပထမခြေလှမ်းဟာရဲစခန်းစီကိုဥတီသွားတယ်အဲ့ဒီနောက်မှာကပ်ပါလာတဲ့ဆရာဝန်ကြီးရဲ့ဒုတိယခြေလှမ်းဟာဆရာဝန်ကြီးရဲ့ဇာတိမျိုးမဟုတ်တဲ့ ဒီမျိုးကလေးကိုဆုံးခါသွားဖို့ကလွယ်လို့ဘာမှရှိမနေတော့ပါဘူးတကယ်ပါဒီအဖြစ်ပြက်တွေအစဆုံးမှာဆရာဝန်ကြီးတိလိုက်ရတဲ့အရာဆိုလို့ဘာကောင်မှရှိမနေခဲ့တာပါအခုချိန်မှာတော့ဒီမျိုးကလေးမှဖြစ်တဲ့အဲ့ဒီတဲ့င်းဟာနှစ်နဲ့ချီကြာခဲ့ပါပြီဒီမျိုးလေးတွေကလူတွေကတော့ဒီကိစ္စအကြောင်းဆက်အတိုင်းတတိယတိုင်းဈေးထဲမှာကန်းနားစိတ်မှာစိုက်ကားကိတ်မှာစတီပြပြောနေကြတော့ပါပဲအဲ့ဒီတဲ့င်းတွေရဲ့နောက်မှာဒီမျိုးကလေးရဲ့ဆေးရုံထဲကခွဲစိတ်ကုသဆောင်တဲ့ ပြန်လည်တိဆောက်ခြင်းမှာဆရာဝန်ကြီးကမတ်တီငွေ350တီတီလှူသွားတယ်ဆိုတဲ့သတင်းနဲ့ဒီမျိုးကလေးရဲ့မြို့ကန်ပြည်သက်တွေအတွက်ဆရာဝန်ကြီးကနှုတ်ဆက်ပွဲအလှူကြီးတစ်ခုခန်းနာစွာကျင်းပသွားတယ်ဆိုတဲ့သတင်းတို့ဟာထက်ချက်မခွာကပ်ပြီးလိုက်ပါနေတယ်။ဒီမျိုးကလေးမှာဆရာဝန်ကြီးရဲ့ကြောကုံဓာတ်ခုတ်ခံရတယ်ဆိုတဲ့သတင်းပြီးတော့ဆရာဝန်ကြီးကဒီမျိုးကလေးကမပြောင်းခင်ခွဲစိတ်ကန်းစားဖို့မတ်တီငွေတွေထည့်သွားဆိုတဲ့တဲ့တင်စတဲ့တဲ့င်းတွေကလွဲလို့ဆရာဝန်ကြီးကိုဓာတ်နဲ့ခုတ်ခဲ့တဲ့မုတ်ဆိုးဖို့လှဆောင်ရဲ့နာမည်ကိုတော့ဒီမျိုးကလေးမှပြောမနေကြတော့ပါဘူး ခွဲစိတ်ကန်းကြီးအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့တချိန်ကနာမည်ကြီးခဲ့တဲ့အမှုဟာလည်းနောက်ပိုင်းမှာတဖြည်းဖြည်းမှုံဝါလာတယ်။ခွဲစိတ်ကန်းအတက်မှာတော့ဆရာဝန်ကြီးနာမည်နဲ့တင့်တယ်ခန်းသားစွာနေရာယူလို့အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့တဲ့င်းတစ်ခုဟာလည်းအချိန်နဲ့အချိန်ကဖြတ်တန်းခြင်းရဲ့အခြားခြားသောဖြတ်တန်းခြင်းတွေရဲ့နောက်မှာမရှုမလာစွာနဲ့ကောလာဟာလာတဲ့င်းတစ်ပုဒ်ဖြစ်သွားတတ်ကြတာပဲမဟုတ်လား။တချို့သောကောလာဟာလာတွေကဖြစ်ရမှန်လို့ယူဆထင်မြင်လို့ရအောင်ထင်အောင်ထင်မှဖြစ်လာတတ်ကြပဲမယ်။ တချို့တော့ဖြစ်ရမှန်တွေကြတော့နေရဝင်ပြီးယူလိုက်နိုင်တဲ့အခြေအနေအကြောင်းရရကြအချိန်ကာလတစ်ခုမှာဖြစ်ရမှန်အစဉ်ကနေကောလာဟာလဖြစ်သားကြတဲ့ဆိုတာတပန်တာတစ်ခုများဖြစ်နေမလားလေဩဂုတ်2010လင်ကာဝိရမဂဇင်းမုံတိုင်းတဲကမြို့ဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်ဒီဝတ္ထုလေးကိုနားဆင်ပြီးတွေ့ရတခုခုရသွားမယ်လို့မျှော်လင့်မိပါတယ်နားဆင်ပေးသူအားလုံးကိုကျေးဇူးတင်ရှိပါတယ်အားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေခင်ဗျာ